ီတစ်ပတ်မှာဖခင်ရဲ့ကုန်းတော်ကိုချီးမွမ်းခွင့်ရတော့ကျွန်ဖခင်နာမတော်ဘုန်းကြီးပါစေဆေလုံးမူပြီးလို့မြင်ရပါတယ်ချမ်းသာချမ်းအပြည့်ဝကြီးခွန်အားယူဖို့တော်အလုံးကိုခေါ်ဖိတ်လိုပါတယ်